အဲကျွန်တော်ရဲ့ချစ်စနေလေးကိုဒီနေ့မဟုတ်တကြေးမှာဖြစ်ပါတယ်နော်ကျောင်းပြည့်တဲ့ကြီးကကျွန်တော်မဟုတ်တဆမ်းမဲ့နေရာလေးကိုလိုက်ကြည့်လို့ရပါတယ်နော်ကဲအဲဆိုရှင်ကျွန်တော်ဒီနေ့ရတဲ့မိုးရီယာရွာနော်မိုးရီဆဲလို့ရှင်တော်ရတော့မဟုတ်တကြေးအောင်မှာဖြစ်ပါတယ်နော်ဟိုမဟုတ်စားခြင်းနဲ့ဆိုတော့လေကိုယ်အနေနဲ့မဟုတ်တကြေးအောင်နော်အဲ့တော့မဟုတ်ဆိုင်ကိုကျွန်တော်ပြည့်တဲ့ကြီးကျွန်တော်နေတဲ့နေရာ ငါတရမုဒ္ဒသမနေယဘယ်ညာလဲဆိုတော့ကျွန်တော်ပေးတက်ကြည်ငါကြည့်ကျင်နေဆိုရင်လိုက်ခဲ့ပါဗျာကဲပါမယ်ဟုတ်ပြီဒါခုဆိုရှင်ကျွန်တော်မုတ်ဆိုင်ကိုဒါပွားနေနော်ဒါတော့ကျွန်တော်နေတဲ့နေရာလေးပဲဖြစ်ပါတယ်ဗောနော်ခုဆိုရှင်ခေါလုံးနေကန်နေကြတယ်ဗောနော်ဒါတော့ငွေလေးဘောကန္နာလေးပြပြီးတယ်ပြုရှင်ကျွန်တော်နေတဲ့နေရာလေးကို အဲလက်ပြန်ပြီးတော့ပြပေးတတ်ကြပါတော့။ရပြီရဲ့။ဟုတ်ပြီဒါဆိုရင်ဗီဒဖုန်လေးပေါ့နော်ဗီဒဖုန်လေးရှိရဲ့။အဲတော်တော်လေးတော့စီကားတယ်ကြာနားမှာ။တော်တော်လေးစီကားပါတယ်နော်။အဲဒါကျွန်တော်သွားတဲ့ချိန်လူနည်းနည်းပါနေတယ်နော်။သူကမွတ်ချုပ်ခဏလို့ရှင်လူတွေကနည်းနည်းများလာတယ်ပေါ့နော်။ကဲဒါလေးကတော့ကျွန်တော်ဒါဘုံကန်တဲ့နေရာဖြစ်တယ်နော်ကလေးတွေဘုံကန်တဲ့ဘီကက်ထိုးတယ်ပေါ့နော်ဒီနေရာကြီးကအခြေကြီးပဲနော်ဒါကြီးကတော်ကြီးကျဲတာပါဗျာ ဘလောက်ခွင်းနေရတယ်ကောင်းတယ်နော်ကဲအဲ့ဒါဆိုရှင်ကျွန်တော်တို့လည်းဒီဘက်ကဆိုရှင်တာစိုင်တန်းလေးပေါ့နော်စိုင်တန်းလေးတွေဖုံးဆိုင်နေပါလေပေါ့ဗျာအဲနည်းနည်းစုံလေပေါ့ဗျာကျောင်းကခုဆိုရှင်တော့ဒါဆိုရှင်ကျောင်းတစားမဆိုင်ရရှိပါ යි ခုလိုသွားဟင်းနေတဲ့ရောင်းတယ်နော်ဟင်းနေတဲ့ဒီမှာရောင်းတယ်ပြီးလို့ရှင်အတုတ်နော်ဝက်ကောင်တုတ်ဒီရောင်းတယ်အဲမုန်တီလေးရောင်းလေပေါ့နော်အများကြီးပဲနော်အဲအဲ့တော့ကျွန်တော်တို့က ဟုတ်ဆွဲမယ်မြို့ရှင်ဟောကောင်းတော့စားမယ်ကဲအဲ့တော့ကျွန်တော်တို့ပါရီစားမယ်ပေါ့နော်ပါရီစားမယ်ပါရီတောက်လဲဆိုတာတော့ဟဲ့ကျွန်တော်ရဲ့ပေးတဲ့ကြည့်လို့ပြရပြီတော့ပါဘူးနော်ပြရပြီတော့ဘူးဒါမဲ့စားရပြီတော့ကျွန်တော်ပြပြီပဲဟာကျွန်တော်ကတော့နည်းနည်းပတ်ပါဘူးလားကျွန်တော်ရင်မှာစားဖို့တွတ်ဆိုကျွန်တော်လာပြီးတော့သူ့ လက်ကျွေးတာပေါ့နော်။ဒီမှာစစ်ချမ်းသာပေါ့နော်။ဟိုတေမရနှစ်ယောက်ဆိုရှင်ရှေ့ကဲရှင်ကိုရဲ့မိန်းမကလည်းစစ်ချမ်းသာအောင်လို့ဒါထားပြရမှာပေါ့နော်။ကိုတယောက်လည်းစစ်ချမ်းသာဖို့အတွက်ဆိုရင်တော့အဆင်မပြေဘူးနော်။အဲကြောင့်မိန်းမနှစ်ယောက်ရှိရဲ့နှစ်ယောက်လုံးစစ်ချမ်းသာအောင်နေရမယ်။သူစားတဲ့နေ့ရဝကျွေးရမယ်။ မော်ချင်းနိုင်တော့မှသူခေါ်တဲ့နောက်လိုက်ပြီးတော့လက်စားပေးရမယ်ပေါ့နော်။အဲကိုယ်ကတော့စားနေပြီပေါ့နော်။အဲ့ဒီလိုစားနေရရင်တော့သူပြော်ရဲပေါ့နော်။သူ့အဲ့ဒီမှာလမ်းမွေပေးဦးဆိုချင်အဲ့ဒါသူစိတ်ကောက်တယ်နော်စိတ်ကောက်တယ်။တိတ်ဆိုးရောနော်။အာအဲ့ဒီလိုပဲခဏခဏလိုက်ပြီးတော့သူကျွေးနေရတာနော်။လိုက်ပြီးကျွေးပြီးနေ။ စားပြီနော်အင်းဆိုင်တော့ပြောင်းပြောင်းလာဟလားတနင်္ဂနွေမိတ်ဆွေများပါနော်တနင်္ဂနွေမိတ်ဆွေများဟိုကျွန်တော်အဲဒီနေ့ကတော့စားတောက်လေးနဲ့ပြပါမယ်နော်ဒီနေ့ကစားတောက်လေးနဲ့ပြပေးပါမယ်ဗီဒီယိုကတော့ ညာတဲ့ထင်မိထားပြီးနော်ညာတဲ့မှာအဲလိုက်လဲလွှင့်ပြီးသားတယ်ဘယူတို့လည်းထင်မိတယ်နော်တွဲတကယ်ချင်းလိုချင်တဲ့ကဏ္ဍလေးတွေနော်အဲ့မှာပြပေးရပြီးအခုကဒီမင်းကကျွန်တော်စာတနိုင်းလေးကိုတင်ပေးနေနော်သူတို့စာကျောလင်မြညောက်တာလေးကိုအဲညသာမစားပြီးပြင်မှာဘောနော်ထပ်ပြီးတော့စားပေါ့နော်ဒီညကတော့ခမ်းမှာစားပြီးတော့ ဟုတ်ပြီနော်အဲဆိုရှင်ကျောင်းမစ်ဆွေများကအဲ့မှာကျွန်တော်တင်ပြရတဲ့မွေးကနန်းလေးကိုနော် taste နဲ့မှမျက်စာလို့ကျွန်တော်ပြောတာနော်ဒါပေမဲ့ဒီခုနေ့နဲ့မှပြကြတာတော့မျက်စာပဲနော်တို့တော့ကျွန်တော်ပြတဲ့တရားတမျက်စာကအဲမြစ်တုံညာကိုမဟုတ်ဘူး ခွန်ခွန်ကိုဆိုလို့ရှိရင်တော့ကျောင်းမေဆွေတွေဒါပါပဲเนาะကျွန်တော်ကတော့အဲ2024အစစချောရဲ့ထွက်တဲ့အဲကနန်းကူပဲကျွန်တော်မွေးကနန်းလေးဖြစ်ကျွန်တော်နေလက်တွေ့ပြီးထားပါတယ်အဲ့ဒါလေးကိုလည်းဂျန်နစ်တက်တဲ့ဆိုလို့ရှိရင်လည်းယူသုံးလားဂျန်နစ်တက်နေပြီးသုံးပါတယ်ကျွန်တော်ကတော့နှစ်စတာပဲစကားပြောတယ်မေဆွေတို့ကနှစ်စက ပြောမှဆိုရင်ဗျာဒီ2024သချောင်းနေထွက်တာကနှစ်ဆမဟုတ်ဘူးเนาะတကယ်နေထွက်တာက2024တလပိုင်းအဲငွေကြေးတော့ဘယ်လိုပြောမှဆိုနှစ်လပိုင်းတကယ်နေထွက်တာကိုနှစ်ဆလို့မဆွေတို့ကအဲပြောတယ်ပေါ့เนาะကျွန်တော်ကတော့နှစ်ဆကိုသချောင်းနေတလပိုင်းသချောင်းနေကိုဒါ ညစာလို့ပဲကျွန်တော်ပြောပါတယ်ဒါပေမဲ့ join message လို့ပဲဖြစ်ဖြစ်ပါကျွန်တော်ကအဲ16နှစ်ထွက်ထားတဲ့ဥစ္စာကိုကျွန်တော်ကထိခင်တည်ခင်အောင်ကိုကျွန်တော်ကပေါင်းပြီးတော့မှတွက်ထားတဲ့အတွက်ကြောင့်ဒီကကအဲ့ဒီ16နှစ်ဥစ္စာကိုတွက်ထားဖို့ပဲရည်ကြီးပါတယ်နော်ကျန်တာမဟုတ်ပါဘူးနော်အဲကြောင့်မို့ဘတ်တော့မှနာမမဖြစ်ကြနဲ့ဟလာနော်အဲဒီကနှစ်စတာနှစ်စတွေပါမဟုတ်တော့ဘူးဟလား 16နှစ်ထွက်တာတဲ့ဥစ္စာတလာပဲ16နှစ်ထွက်တာတဲ့ထီကိုပဲကျွန်တော်အနေနဲ့ဒါမွေးကနန်းထုတ်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအဲ့မှာမွေးကနန်းနေပေးတာအဲ့ဒီမွေးကနန်းကိုကျွန်တော်မိတ်ဆွေကယူသုံးနိုင်တယ်เนาะယူသုံးနိုင်တယ်အမမဖြစ်ဘူးเนาะအဓိကကအဓိကပဲဟလားနှစ်စာရီနှစ်စုတ်တိမဟုတ်ဘူးယူတဲ့နေရာမှာမူတည်ဖို့ရည်ကြည်တဲ့ ယူတဲ့နေရာလေးမှာပဲမူတည်ဖို့ယူကြည့်ပါတယ်နော်အားကြောင့်မို့အားကြောင့်မို့ကျောင်းမိတ်ဆွေတွေကဘာမှစိတ်ထဲမှာမနောဟာတမျိုးထားပြီးတော့ရှောက်ပြီးတော့တွေးမနေနဲ့တေးရအဓိကကျွန်တော်တို့ဒလာပိုင်း16ရက်နေ့ထထားတဲ့ဒီကြီးကနန်းကိုပုံမှန်နေ့ ကြထားဖို့ပဲရေးကြည့်ပါလေပေါ့နော်နစ်စာတိုင်းနစ်ဆက်တိုင်းလုံနေဟလားအဲ့ဒါကိုတော်မတွေးနေနော်ပြီးခဲ့တဲ့နှစ်ကဆိုရှင်နဲ့တလေး6ဆိုပြီးတော့ပေးထားတယ်အဲပြီးခဲ့တဲ့နှစ်ကတတတ6ထွက်တဲ့ဒီဘက်နှစ်မှာကြတော့6 4 6ဆိုပြီးတော့ထွက်ထားတယ်ရှိတယ်ဟုတ်ပြီ तू ကတစ်နှစ်ကို ဒီတစ်နှစ်တိုင်းတာကိုတစ်နှစ်ထက်မှပန်းပါမပါလို့ရှိရင်လည်းဒါနောက်နှစ်ကိုပါတယ်နော်ရေတစ်နှစ်တိုင်းတာထဲမှာပါခဲ့မယ်ဆိုရင်တော့မာသူကသူကဘယ်လိုဖြစ်လဲဆိုတော့ဗျာနောက်တစ်နှစ်ကိုလည်းဆက်ပြီးပါပြီးရနော်အားကြောင့်မို့ကျွန်တော်ရဲ့မစ်ဆွေတွေကဒီငွေကနန်းကိုနှစ်တုံညာကိုတလုံးပူးမယ် ်လုံးပါမယ်အဲအဲ့ဒါကိုမိတ်ဆွေတို့အနေနဲ့နော်ဒီနှစ်မှာထွန်းထွန်းမထွန်းလာမနှစ်တိဆက်မွေးပါမွေးနိုင်တဲ့သူမွေးကနေကြိုက်တဲ့သူဆက်မွေးပါနော်ကျွန်တော်ကတည်းကဒီကိုမုတ်ဆိုင်နဲ့ပဲကျွန်တော်မိတ်ဆွေတို့ပြောပြခြင်းဖြစ်ပါတယ်ခုဆိုရင်ကျောင်းမိမာတဲ့ဒါမုတ်စားရတဲ့တော်တော်လေးကိုသူနေတဲ့အခြေအနေကောင်းနေပြီเนาะကျွန်တော်လည်းအားရညောင်းနေပြီပေါ့เนาะတိုင်းဆိုင်နဲ့ ကဲအဲ့ဒါဆိုရှင်ကျွန်မေးဆွေတွေလည်းဘုရားရှင်ကြောင့်လေးကိုထပ်ခါတလဲလဲကျွန်တော်ရှင်းပြထားပြီးပါပြီနော်အမမှန်ရင်မရှိဘူးအတိုင်ဆောင်မရှိဘူးအတိုင်မဲယူသုံးမယ်နော်အတိုင်မဲယူသုံးကြပါလို့ပြောချင်ပါတယ်နော်ကဲအားလုံးတို့တင်ပါခင်ဗျာ